င်္ဂလာပါဆရာကျမတို့က Prime Media ပါဆရာအခုဆိုရင်မန္တလေးငံလင်ကြီးဖြစ်ပွားခဲ့တာဟာတလားတိတိပြည့်ခဲ့ပါပြီဆရာဒီကာလအတွင်းမှာဆိုရင်နိုင်ငံတော်ရဲ့လုံဆောင်ချက်တွေပြည်သူပြည်သားတွေရဲ့စ조사အားထုတ်မှုတွေနဲ့နိုင်ငံတကာကူညီမှုတွေလည်းအများကြီးတွေ့ရပါတယ်ဆရာဒီတော့ဒီတလားတာအတွင်းမှာဖြစ်ပေါ်ခဲ့တဲ့ကိစ္စတွေမှာအားနည်းချက်အားသာချက်တွေလည်းအများကြီးရှိပါတယ်ဆရာဒီတည်းကဆရာအနေနဲ့မြင်မိတာလည်းရှိရဲဆိုရင်သုံးသပ်တင်ပြပေးပါအောင်ဆရာဟုတ်ကဲ့နေလင်းတန်းခန်းစားခဲ့ရတဲ့မြန်မာနိုင်ငံ ဒေသအချို့နဲ့လက်ရှိမြန်မာပြည်သူတွေရင်ဆိုင်ကြုံတွေ့နေရတဲ့အလင်းတန်တဲ့ကိစ္စရပ်များနဲ့ပတ်သက်ပြီးတော့လိုအပ်သည့်များကိုကျွန်တော်ရှင်းလင်းတင်ဆက်သွားမှာဖြစ်ပါတယ်။ကနဦးတင်ပြလိုတာတော့ကျွန်တော်အလင်းပညာရှင်လည်းမဟုတ်ပါဘူး။အင်ဂျင်နီယာလည်းမဟုတ်ပါဘူး။ဒါပေမဲ့ခုလက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးကျွန်တော်တို့အားနေတဲ့အားသာချက်တွေလေ့လာသုံးသပ်ပြီးတော့ ရယူနိုင်တဲ့သင်ခန်းစာများကိုအများပြည်သူအကျိုးမှာတင်ဆက်သွားမှာ ဖြစ်ပါတယ်။အဲတော့သဝဝဘေးဒုက္ခအန္တရာယ်ထဲမှာတော့မြေငလင်တိုင်ကတော့လက်ရှိအခြေအနေအရကြိုတင်ခမန်းတွက်ချက်နိုင်မှု မရှိသေးတဲ့အတွက်ပညာရှင်များကလေးလာပြီးတော့မှအသုသေနာတွေဆောင်ရွက်ပြီးတော့ငလင်တန်းကိုကြိုတင်သိရှိဖို့အတွက်ဆက်လက်ကြိုးပမ်းဆောင်ရွက်နေကြရဆဲပဲဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ မြင်းပယ်လို့မရတဲ့အကြောင်းတရားတွေရှိပါတယ်။ပထမအချက်ကတော့စကိုင်းတရွေကျော်ကြီးဟာကီလိုမီတာ1200ရှည်လျားပြီးမြန်မာနိုင်ငံမှာ ARV မြကြီးနဲ့အပြိုင်တရှိနေတဲ့အကြောင်းတရားပဲဖြစ်ပါတယ်။အဲဒီအကြောင်းတရားဟာနှစ်တရာသုံးမဟုတ်60ပတ်ဝန်းကျင်ကာလအတွင်းမှာ ပြန်လည်လှုပ်ခတ်လေးရှိတယ်ဆိုတဲ့အကြောင်းတရားကိုတော့ကျွန်တော်တို့ညင်းပယ်လို့မရပါဘူး။အဲဒီအတွက်ကျွန်တော်တို့ကအဓိက ထားပြင်ဆင်ကြရမှာကတော့အဲ့လိုအချိန်ကာလအတွင်းမှာမြန်မာနိုင်ငံကိုငလင်တန်းပြန်လဲလှုပ်ခတ်လာနိုင်တယ်အဲ့လိုလှုပ်ခတ်လာနိုင်တဲ့အချိန်တွေမှာကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာမြေတို့မြေပုံရင်ဆိုင်ကြော်လာကြမယ်ဆိုတော့အတိတရားတွေမရှိမဖြစ်လိုအပ်လာပြီဖြစ်ပါတယ်အဲ့တော့အခုလိုငလင်တန်းခံပြီးတဲ့အချိန်မှာရှူတော့မျိုးမျိုးပညာရှင်မျိုးမျိုးလူတန်းစားအလှအတီးတည်းရဲ့ဝေဖန်သုံးသက်တာတွေ ပြောကြတာတွေလည်းရှိပါတယ်။ဘာသာရေးရလူမှုရေးရအခြားသောစိတ်ပိုင်းဆိုင်ရာခံစားမှုများအရာလေလာတုံတက်တာတွေရှိမြင်တာတွေအများကြီးရှိပါတယ်။အဲအများကြီးရှိတဲ့အ낵ကသိပ်ပံနေကြအချက်လက်တွေကိုပဲကျွန်တော်တို့ကအခြေပြုအခြေခံပြီးတော့မှပြင်ဆင်တင်တယ်လို့ယူဆပါတယ်။အဲဒီအတွက်စကိုင်းပြည်ရွေးဂျော်ဂျီနဲ့အတူရှိနေတဲ့မြန်မာနိုင်ငံဟာငလင်တန်းကို အနာဂတ်မှာမြည်တို့မြေပုံရင်ဆိုင်ကျော်လွားမယ်ဆိုတဲ့ပြင်ဆင်ချက်တွေမရှိမဖြစ်လိုအပ်ပြီးဖြစ်ပါတယ်။အခုလောက်ခတ်သွားတဲ့ငလင်ကြီးပြီးတဲ့အချိန်မှာကျွန်တော်တို့ကတော့1930ခုနှစ်ကလောက်ခတ်ခဲ့တဲ့ငလင်ရဲ့သင်္ကန်းစာတွေဒီကြားထဲမှာလောက်ခတ်ခဲ့တဲ့ငလင်ရဲ့သင်္ကန်းစာတွေအချိန်ကာလသတ်မှတ်ချက်တွေသဘောတဘာဝတွေမသိတာဖြစ်တဲ့အတွက်ယခုလောက်ခတ်မှုကြီးဟာအထူးဆန်းတဲ့တုံလုံးခြောက်ကြွယ်ဖြစ်ခဲ့ကြပါတယ်။ အဲ့လိုဖြစ်ခဲ့ရတဲ့အကြောင်းရင်းဟာရှေ့ပမိုင်းကျောင်းမှာဖြစ်ခဲ့တဲ့အတိတ်ကသင်ခန်းစာတွေရယူမှုနှိုးကြားမှုတွေအားနာခဲ့တယ်လို့ကျွန်တော်တို့ယူဆပါတယ်။အဲ့ဒီအတွက်နောက်နှစ်90နှစ်တရာမှာပေါ်ပေါက်လာနိုင်ပွဲ ရှိတဲ့ငလင်ဒန်တွေကို စနစ်တရားနဲ့ကြိုတင်ပြင်ဆင်ပြီးတော့မှအတိတ်တရားတွေပေးဖို့လိုအပ်တယ်လို့ထင်မြင်ယူဆပါတယ်။အခုလက်ရှိနိုင်ငံကြီးနဲ့ပတ်သက်တဲ့မှတ်တမ်းတွေကို စနစ်တရားပြုစုဖို့လိုပါတယ်။ ပမိုင်းမှတ်တမ်းပြုစုတဲ့နေရာမှာအမှန်တရားတွေကိုအမှန်တိုင်းရေးသားပြုစုဖို့လိုပါတယ်။ရုပ်ရှင်ဗီဒီယိုမှတ်တမ်းတွေထားရှိဖို့လိုပါတယ်။နောက်တစ်ခုကတော့အဆိုပိုင်းရလင်နဲ့ပတ်သက်ပြီးတော့မှပြတိုက်တစ်ခု Memorial Museum ပေါ့ကျွန်တော်တို့နောင်လာနောင်သားတွေသိရှိအောင် ပြတိုက်တစ်ခု ထားရှိဖို့လိုပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့သင်ယူညွှန်းနှမ်းမှာမူလာတန်းကနေစပြီးတော့ငလင်နဲ့ပတ်သက်တဲ့ ပညာရလေးတွေတစိမ့်တာထည့်ဖို့လိုပါတယ်။နောက်တစ်ခုကတော့ကလေးငယ်ဘွားတွေကငလင်းလှုပ်ခတ်ပြီးဆိုလို့ရှိရင်မြေတို့စုယုံရတယ်၊မြေတို့နေထိုင်ရတယ်၊လုကင်းရအောင်ဘလို့ရွှေ့ပြောင်းရတယ်ဆိုတဲ့ဟာလေးတွေဇက်တိုက်လေ့ကျင့်ဖို့လိုတယ်လို့ထင်မြင်ယူဆပါတယ်။ကျွန်တော်တို့ဂျပန်နိုင်ငံမှာရှိတဲ့ကလေးသူငယ်တွေဟာငလင်းတိုင်ကိုမြေတို့မြေပုံရင်ဆိုင်ကြော်လွှားရမယ်။ငလင်းလှုပ်လာပြီးဆိုလို့ရှိရင်အစဉ်အဆက်ဘလို့လှုပ်ရမယ်ဆိုတဲ့ အတိတရားလေးတွေရှိနေကြပြီဖြစ်ပါတယ်ပြောချင်တာကတော့ကျွန်တော်တို့ကအချိန်ကာလတစ်ခုမှာဒီငလင်တန်ကြီးကိုမေးမေးပျောက်ပျောက်နဲ့ထားရှိဟိုမတင်ဘူးဆိုတာကိုပြောချင်တာဖြစ်ပါတယ်အဲတော့အခုလက်ရှိကိုတွေ့ကြုံလိုက်ရတဲ့လူပုဂ္ဂိုလ်တွေအနေထားရုံမြင်ကွင်းအစိုးတွေကိုမြင်လိုက်ရတဲ့ပုဂ္ဂိုလ်တွေဟာနောင်တက်လာတဲ့နောင်လာနောင်သားတွေငါတို့လိုမြင်ဆိုင်ရလေအောင်မဆုံးရှုံးရလေအောင်မကြေကွဲရလေအောင် ဆောင်ရွက်ပေးတဲ့နိုင်လို့ခံယူကြဖို့လိုအပ်ပါတယ်အချိန်ကာလကြာသွားတာနဲ့မင်းမင်းပြောင်ပြောင်နေပြီးနောင်တက်လာတဲ့မျိုးဆက်တစ်ကလေးတငယ်တွေဟာငလင်ဆိုတာကိုလှုပ်မှတိတဲ့ဟာမျိုးမဟုတ်ပဲမလှုပ်ခင်ရင်တည်းကကြိုတင်သိရှိဖို့ဆောင်ရွက်ထားဖို့လိုတယ်လို့ယူဆပါတယ်တခြားနိုင်ငံတွေမှာတော့သက်ဆိုင်ရာငလင်လုပ်ငန်းကြီးတွေဖြစ်စဉ်တွေဖြစ်ပြီးတဲ့အချိန်မှာမှတ်တမ်းမှတ်ရာတွေထားတယ်အကောင်းဆုံးအကျိုးပြည့်အားနည်းချက်အားသာချက်တွေဖော်ထုတ်ပြီးတော့မှ နောက်အနာဂတ်မှာလှုပ်ဆောင်ရမယ့်သင်ကန်းစာတွေပေါ်ထုတ်ပြီးတော့မှဆောင်ရွက်ပါတယ်။အဲဒီလိုဆောင်ရွက်တဲ့နေရာမှာ ပြတိုက်တွေခုနကလေးတွေကိုအသိပညာပေးတာတွေနောက်ပဏ္ဏနစ်မှာမဖြစ်မနေလှုပ်ရှားလာမှာဖြစ်တဲ့အတွက်ကြိုတင်ပြင်ဆင်ဖို့လိုအပ်တယ်လို့ထင်မြင်ယူဆပါတယ်။နောက်တစ်ခုကတော့အခုလိုလှုပ်ခတ်တဲ့နေရာမှာနိုင်ငံရေးအမြတ်ထုတ်တာ စီးပွားရေးအမြတ်ထုတ်တာတချို့ကပုဂ္ဂိုလ်ရေးအမြတ်ထုတ်တာတွေလိုရာဆွဲနေတာတွေရှိပါတယ်။ အဲ့ဒါကဘာလဲဆိုတော့နေပြည်တော်ကြီးကိုဒီနေရာမှာဆက်ထားမလားတခြားနေရာရွှေ့မလားဆိုတဲ့ပြောကြချက်တွေဖြစ်ပါတယ်အဲ့တော့မြန်မာနိုင်ငံရဲ့ဒီနေရာနေထားရမြန်မာနိုင်ငံအလဲပိုင်း ARE မြင့်တဲ့အပြာတည်ရှိနေတဲ့ငလင်ကျော်ကြီးဟာကျွန်တော်တို့ဘယ်နေရာဖြစ်ဖြစ်အမှန်ပြောမယ်ဆိုအနေနဲ့အများဆိုသလိုအန်ရမကင်းပါဘူးဘယ်အချိန်မှာဘယ်နေရာကိုဘ ਹੁ ပြုတ်ပြီးတော့မှ ပြင်းရဘလောက်လောက်ခတ်မယ်ဆိုတဲ့ဟာကိုလည်းမှန်းဆလို့မရပါဘူး။အဲဒီတော့ကျွန်တော်တင်ပြခြင်းတဲ့အကြောင်းတရားလေးတစ်ခုရှိပါတယ်။အဲ့ဒါဘာလဲဆိုတော့ Pacific Ring of Fire ဆိုပြီးတော့ကျွန်တော်တို့ကမ္ဘာဒေသလိုက်ခေါ်တဲ့အမည်တညာလေးတစ်ခုရှိပါတယ်။အဲ့ဒါကတော့ Pacific သမုဒ္ဒရာထဲမှာရှိတဲ့နိုင်ငံငယ်များဖြစ်ပါတယ်။အဲဒီနိုင်ငံတွေကတော့ဂျပန်ပါတယ်၊အရှေ့တောင်အစနိုင်ငံများပါတယ်၊ပါပူဝါနယူဂီနီပါတယ်၊ Pacific Island ကိုရဲကျွန်းနိုင်ငံတွေပါတယ်။ ဩစတြေးလျပါတယ်နယူးဇီလန်ပါပါတယ်အဲ့ဒါကို Pacific Ring of Fire ဆိုတာက Pacific ဒေသမှာမီးတောင်ပေါ်များတဲ့ဒေသဆိုပြီးတော့မှသတ်မှတ်ပါတယ်သတ်မှတ်တော့ကျွန်တော်ကအဲ့ဒီ Pacific Ring of Fire မှာပါဝင်တဲ့အင်ဒိုနီးရှားမှာနေခဲ့ဘူးတယ်မလေးရှားမှာလည်းကြောင်းကြောင်းတက်ခဲ့ဘူးပါတယ်ကြောင်းတက်ခဲ့ဘူးတော့ဒီဒေသမှာရှိတဲ့လူတွေအားလုံးကသူတို့နိုင်ငံကြီးကိုဒီနေရာကနေရွှေ့ပြောင်းသွားလို့မရဘူးဖက်ထွက်သွားလို့မရတာဖြစ်တဲ့အတွက် ဖြစ်ပေါ်လာမဲ့အန္တရာယ်ကိုရင်ဆိုင်ကျော်လွှားဖြေရှင်းဖို့စီမံဆောင်ရွက်ထားကြတာဖြစ်ပါတယ်။အဲ့တော့မြန်မာနိုင်ငံကလည်းကျွန်တော်တို့လက်ရှိတည်နေရာကြီးကနေရွှေ့ပြီးတော့တခြားနေရာကိုလုကင်းတဲ့နေရာရွှေ့သွားလို့မရသလိုမြန်မာနိုင်ငံထဲမှာရှိတဲ့မြေသည့်ဒေသလုံခြုံတယ်ဘေးကင်းတယ်ဆိုတာသတ်မှတ်လို့မရနိုင်သေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကငလင်လှုပ်လာလို့ရှိရင်ခံနိုင်ရည်ရှိတဲ့အဆောက်အဦတွေစောက်ဖို့လိုတယ်အသိပညာတွေလိုတယ် ကျွန်တော်တို့ကဒီပထဝီနေထားရနေပြီးတော့မှရွှေ့ပြောင်းလို့ဖက်ထွက်သွားလို့ခွက်ထွက်သွားလို့မရနိုင်တာဖြစ်တဲ့အတွက်ရှိတဲ့အန္တရာယ်ကိုအကောင်းဆုံးဖြေရှင်းပေး၍အတွက်ပဲစဉ်းစားသင့်တယ်လို့ထင်မြင်ယူဆပါတယ်။တချို့ကလည်းတွက်ပါတယ်။ဘယ်မျိုးကတော့အခုချိန်တည်းတော့ဘာမှမဖြစ်သေးဘူး။ဘယ်နေရာလေးကတော့လုံကြုံဟန်ရှိပါတယ်စသဖြင့်ပြောကြနေကြတာရှိပါတယ်။ဒီပြောကြနေကြတဲ့ဟာတွေလည်းမှားတယ်လို့ကျွန်တော်မပြောပါဘူး။ဒါပေမဲ့ လုကင်းဘေးကင်းတဲ့နေရာနေပါတယ်ဆိုတာရခိုင်ကလည်းကျွန်တော်ပြောကြားခဲ့ပြီးဖြစ်ပါတယ်။အဲဒီအတွက်ဒီကြက်ရွေကြောကိုမလုကင်းနိုင်တဲ့အတွက်ရဲရဲရင်ရင်ရင်ဆိုင်ပြီးတော့ကျွန်တော်တို့ကြော်လွားဖို့ပဲရှိပါတယ်။အဲဒီအတွက် Pacific Ring of Fire မှာပါတဲ့နိုင်ငံတွေဥပမာဂျပန်အရှေ့တောင်အရှာနိုင်ငံတွေဂျန်တဲ့နိုင်ငံတွေအားလုံးဟာဒီငလင်တန်ကိုခံရပါတယ်။နောက်တစ်ခုကကျွန်တော်တို့တဲ့ပို့ပြီးတော့ဆိုးတဲ့အရာတွေကငလင်လှုပ်တယ် မီးတောင်ပေါက်ကွဲတယ်ပင်လယ်ထဲကကျောင်းနိုင်ငံတွေဖြစ်တဲ့ဆူနာမီလိုင်းလဲခံရပါတယ်အဲတော့ဒီဖြစ်ပေါ်လာတဲ့သဘာဝဘေးဒုက္ခအန္တရာယ်ကိုရင်ဆိုင်ကြော်လွှားပြီးတော့မှကြမ်းကြမ်းခံတဲ့နေလန်းတွေကိုကြိုတင်ချမှတ်စီမံဆောင်ရွက်ရန်သာရှိတယ်လို့ထင်မြင်ယူဆပါတယ်အဲတော့ကျွန်တော်တို့အခုလက်ရှိမြန်မာနိုင်ငံမှာ ဖြစ်သွားတဲ့အခြေအနေရရက်ကကျွန်တော်တို့လေးလာမေးသလောက်တကယ့်2000ပြည့်နှစ်လောက်မှာအုပ်ချုပ်ရေးမျိုးတော့ တည်ဆောက်ဖို့ကြောင်းရွှေ့ဖို့ဆိုပြီးတော့လေးလာစီဘူးကြပါတယ်၂000ခုနဲ့2ခုနဲ့လောက်မှာနေရာရွေးပါတယ်နေပြည်တော်မှာအဆောက်အဦတွေမဆောက်ခင်အတီမပြုတ်ခင်မှာသက်ဆိုင်ရာပညာရှင်များရဲ့အကြံပြုချက်အရပြင်မနာနဲ့အခုလက်ရှိတည်ဆောက်မဲ့ဒေသတွေဟာငလင်းကျောနဲ့မလွတ်ခင်ဘူးဆိုတာလည်းတင်ပြတာသိရပါတယ်အဲဒီတော့ကျွန်တော်တို့မေးပါတယ်သက်ဆိုင်ရာတာဝန်ရှိတဲ့လူတွေအကြီးအကဲတွေကဟုတ်ပြီ နေပြည်တော်ကမလွတ်ကင်းဘူးဆိုမြန်မာနိုင်ငံမှာဘယ်နေရာတွေလွတ်ကင်းပါသလဲဆိုတော့ပညာရှင်များကလည်းပြောပါတယ်အ ਨੇ နဲ့အများတော့ရှိနေမှာ ဖြစ်ပါတယ်ဘယ်နေရာမှာတော့လုံးဝလုံခြုံစိတ်ချရတယ်ဆိုတာတော့မရှိသေးပါဘူးလို့ပြောပါတယ်အဲ့အတွက်ဆုံးဖြတ်ချက်ချတဲ့အဖွဲ့အစည်းတွေပုံကိုတွေကဘာပြောလဲဆိုတော့ဟုတ်ပြီအဲ့ဒါဆိုအထက်မြင့်နေမဆောင်နဲ့နောက်တစ်ခုကတော့ငလျင်တန်းခံနိုင်အောင်စီမံဆောင်ရွက်ကြလို့ပြောပါတယ်ဒါကတော့အပေါ်ကလူကြီးတွေရဲ့ guideline ရတိဆောက်ခဲ့တာဖြစ်ပါတယ် အဲ့တော့ပေါ်ထုတ်ရမယ့်သင်္ကန်းစာကတော့ဒီလိုအဖြေတွေကြိုသိခဲ့တယ်ကျွန်တော်တို့ကငလင်တန်းတွေဘလောက်တွက်ချက်ပြီးတော့စောက်ခဲ့တယ်လဲစောက်လို့ရေးပစ္စည်းတွေရောကျွန်တော်တို့စံချိန်မှီရလားသူတို့ရဲ့သတ်မှတ်ချက်စောက်လို့တဲ့ကာလကတော့ဘလို့တွေရှိသလဲစသဖြင့်ပေါ့လေစီတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဟာလိုအပ်ချက်တွေအများကြီးရှိခဲ့တယ်လို့ယူဆပါတယ်အဲ့အတွက်ဒီလိုအပ်ချက်တွေကိုဖြည့်ဆည်းပြီးတော့မှနောက်တိဆောက်မဲ့အဆောက်အဦတွေဟာငလင်တန်း လာမြေရွေးမြေမြခံနိုင်အောင်တိဆောက်ရမယ်ထင်ရှားဆုံးကတော့အခုလက်ရှိကျွန်တော်တို့လေးလာမြေရတလောက်မှာတော့ reinforced concrete rc နဲ့စောက်တဲ့အဆောက်အဦတွေထက် steel structure တွေက ပိုပြီးတော့ခံနိုင်ရရှိတာတွေ့ရှိရပါတယ် rc ဆိုတာဖြစ်တဲ့အတွက်ကျွန်တော်တို့တန်ကြောင်းတွေ concrete တွေနဲ့စောက်ရတာဖြစ်တဲ့အတွက်အဆောက်အဦရဲ့အလေးချိန်ပိုများပါတယ်အဲ့တော့ငလင်တန်လှုပ်တဲ့အချိန်မှာအောက်မှာငလင်တန်ခံနိုင်တဲ့ နီးပညာတွေမပါဘူးဆိုလို့ရှိရင်အ ਨੇ နဲ့အများဆိုသလိုတော့ပျက်စီးကြမှာပဲဖြစ်ပါတယ်အခုအများစုကတော့ steel structure တွေကအကြောင်းလေးတွေရှိတဲ့နန်းနပါပါတိန်ဆောင်တာလေးတွေရှိတယ်ပျက်စီးဆုံးရှုံးမှုနည်းတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအဆိုပါနီးပညာနဲ့သင်ကန်းစာတွေကိုအလေးနက်ထားဆောင်ရွက်တင်နိုင်လို့ထင်မြင်ယူဆပါတယ်နောက်ထပ်ကတော့ကျွန်တော်ထပ်လောင်းပြီးတော့ပြောချင်တာတော့မေတ္တာရက်ခံချင်တာတော့ third party inspection ဆိုတာတတိယအဖွဲ့အစည်းတစ်ခုရဲ့စစ်ဆေးမှု မဖြစ်မနေခံယူဖို့လိုပါတယ်အဲဒီတတိယပါတီစစ်ဆေးမှုဆိုတာက အစအလယ်အဆုံးကျွန်တော်တို့စစ်ဆေးခံဟိုလိုပါတယ်အစအဦးစားဆောက်တယ်ဖောင်ဒေးရှင်းတွေဘယ်လိုချရလဲအလဲမှာဘယ်လိုတွေပြီးပြီလဲဘယ်လိုစနစ်တွေနဲ့စောက်ထားလဲအဆုံးမှာကျွန်တော်ဘယ်လိုအဆုံးသတ်လဲသူ့ရဲ့ structure engineering အရာအဓိကအခိုင်အမာကြောရိုးတွေခံရတဲ့ structure engineering အရာစနစ်ကြလောက်ရလား သုံးထားတဲ့တန်နေပစ္စည်းတွေအဆင့်မီရဲ့လားစသဖြင့်တတိယပါတီဟာမြေသူ့အမဘက်လိုက်ခြင်းမရှိဘဲနဲ့စနစ်တကျစစ်ဆေးပြီးမှသာလူနေထိုင်ခွင့်ပေးသင့်တယ်လို့ယူဆပါတယ်အဲ့တော့လူများနေထိုင်ခွင့်ပေးသင့်တယ်ဆိုတဲ့ဆုံးဖြတ်ချက်မှာလဲမြေသူ့လူပုဂ္ဂိုလ်အဖွဲ့အစည်းမျက်နှာအုံမှာထောက်ထားညှတာခြင်းမရှိဘဲနဲ့အဲ့အဆောက်အဦမှာနေတဲ့လူသားတွေရဲ့အသက်တွေဟိုပဲအဓိကထားစဉ်းစားဖို့လိုအပ်ကြောင်းပြောကြားလိုပါတယ်ဒါကတော့ လေလာတွေ့ရှိချက်အချင်းမျှပဲဖြစ်ပါတယ်